တရင်ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချန်နယ်မှာဒီကနေ့ဒီဇင်ဘာလ9ရက်နေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါရခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ရေစကြိုခန်းလာရ29ခွန်တရင်မှာတရေးပူကြီးတက်နိုင်ဦးကိုအရှင်ဖမ်းမိပေးမယ်လဲပြန်လဲခုခံတိုက်ခိုက်ခဲ့တဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရမှာပွဲချင်းပြီးတေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ် မကွေးတိုင်းရေစကြိုမြို့နယ်ခလာရ29ခွန်တရင်မှာတရေးပူကြီးတပ်နိုင်ဦးကိုအရှင်ဖမ်းမိပြီးစစ်စေးရင်စိုက်ကနဲ့ခေါ်ဆောင်လာစဉ်ပြန်လဲခုခံတိုက်ခိုက်တဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရမှာနေရာမှာပင်တိတ်ဆုံးသွားကြောင်းရေစကြိုပတ်ကဖမ်းမှတာဝန်ရှိသူတဦးကပြောကြားပါတယ်ဒီဇင်ဘာလ3ရက်နေ့ညနေ4နာရီခန့်ကရေစကြိုမြို့နယ်ဖူလုံကျေးရွာဘီလီယက်ကောင်မှာကျူထိုးနေတဲ့ခလာရ29ခွန်တရင်မှာတရေးပူကြီးတပ်နိုင်ဦးခေါ် A2 ကိုရေစကြိုပတ်ကဖရဲဘော်တွေကဝင်ရောက်ဖမ်းဆီးပြီး စိုက်ကင်းနဲ့တင်ဆောင်၍ခေါ်ဆောင်လာစဉ်လန်တနီယာအယောက်ရဲဘော်ရီရဲ့လက်နက်ကိုလူရက်၍ပြန်လည်ခုခံခဲ့တဲ့အတွက်ကြောင့်ပြစ်ခတ်ဖမ်းဆီးရမှာနေရာမှာပင်တိတ်ဆုံးသွားကြောင်းသိရှိရပါတယ်ကျွန်တော်တို့ကထောက်လန်းနေတာ ကတော့ကြာပြီကျူခုံမှာသူတယောက်တည်းရှိနေပြီဆိုတာနဲ့ဝင်ဖမ်းခဲ့တာဝင်ဖမ်းပြီးတော့စိုက်ကင်းနဲ့တင်ပြီးခေါ်လာတဲ့အချိန်စိုက်ကင်းပေါ်မှာခုခံတော့စိုက်ကင်းလဲသွားတာအဲ့ဒါနဲ့ရဲဘော်ကချက်ချင်းပဲအဲ့ဒီနေရာမှာတင်ပြစ်ခတ်ရှင်းလင်းလိုက်ရတာကျွန်တော်တို့စစ်ဆေးမဲ့နေရာအထိကိုမရောက်လိုက်ဘူး လက်နက်တွေမပါဘူးလို့ရေစကြိုပတ်ကဖမတာဝန်ရှိသူကရှင်းပြပါတယ်။သိဆုံးသွားတဲ့တရေးပူကြီးတက်နိုင်ဦးခေါ် A2 ထံမှစိုက်ကေတစီဖုန်၃လုံး၊ငွေသား၃သိန်း၊မှတ်ပုံတင်နှစ်ခုတို့ကိုတင်ဆက်ရရှိခဲ့ကြောင်းသိဆုံးရုပ်အလောင်းကိုည၈နာရီခန့်မှခလာရ၂၅ခွတရင်မှလာရောက်ကောက်ယူသွားကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပခုတ်ကူနဲ့မြန်မြွနဲ့အဆက်မှာစစ်သားများလိုက်ပါလာတဲ့ကာဒစီနဲ့စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှု စစ်သားအလောင်းတလောင်းနဲ့ခရင်များတင်ဆက်ရရှိခဲ့ပြီးပြည်သူနှုတ်ကိုလည်းကဲထုတ်နိုင်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းပခုတ်ကူမြို့နယ်နဲ့မြိုင်မြို့နယ်အဆက်မှာစစ်သားများလိုက်ပါလာတဲ့ကားတစ်စီးနဲ့စစ်ကြောင်းကို မိုင်းဆွဲတက်ခတ်ရမှာအကြမ်းဖက်စစ်သားအလောင်းတလောင်းနဲ့ခရင်များတင်ဆက်ရရှိခဲ့ပြီးပြည်သူနှုတ်ကိုလည်းကဲထုတ်နိုင်ခဲ့ကြောင်းကမ္ဘာဒေသတော်လှန်ရေးတပ်ပေါင်းစုမှတာဝန်ရှိသူတို့ကဆိုပါတယ်ဒီဇင်ဘာလ၄ရက်နေ့ညောင်ကျစ်ပင်ပြည်စကန်အနီး အကြမ်းဖက်စစ်သားတွေလိုက်ပါလာတဲ့ကားတစီးကိုတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းမိုင်းဆွဲတိုက်ခိုက်မှုအတွင်းစစ်သားများထိခိုက်မှုရှိပြီး၎င်းတို့စီးနင်းလာတဲ့ကားကိုလမ်းပိုက်တနေရာမှာထားခဲ့ကာထွက်ပြေးသွားကြောင်းသိရှိရပါတယ်အကြမ်းဖက်စစ်သားများဖမ်းဆီးလာတဲ့ကားပေါ်မှာလိုက်ပါလာတဲ့ကမ္မမျိုးအမတ်၃ရက်ကွက်မှပြည်သူနှုတ်ဦးကိုလည်းကမ္မတပ်ပေါင်းစုက နေမီရှင်းလင်း၍ကယ်ထုတ်နိုင်ခဲ့ကြောင်းသိရှိရပါတယ်အလားတူယင်းနေ့မှာပင်ပကုတ်ကခရိုင်တွင်စစ်ကြောင်းထိုးလာတဲ့ အကြံဖတ်စစ်တပ်ရဲ့မိတ်တီလာတက်မကိုကိုလက်အောက်ခံခမရ၄တစ်ခွန်တရင်၄တစ်ရှစ်တရင်နဲ့လီတီကိုတရင်မှစစ်သားများလိုက်ပါလာတဲ့စစ်ကြောင်းကိုတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေဘက်ကပကုတ်ကူမြို့နယ်နဲ့မြိုင်မြို့နယ်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်သားများထိခိုက်ဒေဆုံးမှုရှိကြောင်းသိရှိရပါတယ်။ရင်းမိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့နေရာကိုတော်လိုင်းရေးတပ်ဖွဲ့တွေကနေမီရှင်းလင်းရေးပြုလုပ်စဉ်စစ်သားအလောင်းတလောင်းနဲ့လက်နက်ကြီးကြီးများအပါအဝင်ခရင်များတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။ ပခုတ်ကူနဲ့မြိုင်အဆက်မှာစစ်ခွေးစစ်ကြောင်းကိုစစ်ခွေးတွေလိုက်ပါလာတဲ့ကားကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာစစ်ခွေးတွေထိခိုက်မှုများပါတယ်ကျွန်တော်တို့နေမီရှင်းလင်းတဲ့အချိန်မှာတော့စစ်ခွေးတလောင်းနဲ့ခင်းရံတွေတင်ဆက်ရရှိခဲ့ပါတယ်စစ်ခွေးတွေဖမ်းလာတဲ့ပြည်သူအုပ်ကိုလည်းကဲထုတ်နိုင်ခဲ့တယ်လို့ကမ္ဘာဒေသတော်လှန်ရေးတပ်ပေါင်းစုမှတာဝန်ရှိသူကဆိုပါတယ်အဆိုပါတိုက်ခိုက်မှုတွေကိုကမ္ဘာတပ်ပေါင်းစုမကွေး PDF မြိုင်ပကဖပောက်ပကဖဒေတာရင်းတပ်ပေါင်းစုများဖြစ်ကြတဲ့ ပကုတ်ကူခရင်လုကေတရင်ပကုတ်ကူခရင်စစ်ကြောင်းများနဲ့ပူပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြဝတီမြို့ပေါ်မှာရှိတဲ့ BGF ပိုင်ကြားဖြန့်ရုံတွေကိုစစ်တပ်ကဝင်ရောက်စီးနှင်းဖောက်ခွဲ၍ညရင်းချင်းကြားဖြန့်လုသားများဝရုံတုံးက ထွက်ပြေးခဲ့ကကြားဖြန့်တရုတ်တထင်းများနဲ့ခေါင်းဆောင်များကို BGF ပူတင်ဝင်းကစကန်တစ်ကို ပြောင်းရွှေ့ထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြဝတီမြို့ပေါ်မှာရှိတဲ့ စစ်တပ်လက်အောက်ခံနေချောင်းဆောင်တပ် BGF ပိုင်ကြားဖြန့်ရုံတွေကိုစစ်တပ်ကဝင်ရောက်စီးနှင်ဖောက်ခွဲတဲ့အတွက်ညရင်းချင်းကြားဖြန့်လုသားများဝရုံးသုံးကထွက်ပြေးခဲ့ကြကြောင်းကရင်စီးရီးတရင်ရင်မြစ်ကဆိုပါတယ်ယမန်နေ့ဒီဇင်ဘာလ၄ရက်နေ့မြောက်ရီမြို့နယ်ကြံကင်းလမ်းမှာရှိတဲ့669ကြားဖြန့်ရုံကိုစစ်တပ်ကဝင်ရောက်စီးနှင်ပြီးဖောက်ခွဲလိုက်ကြောင်းဒါအပြင်မြောက်ရီမြို့ပေါ်မှာကြားဖြန့်လုသား250နီးပါးတို့ကိုလည်းစစ်တပ်ကဖမ်းဆီးခဲ့ကြောင်းထို့ကြောင့်ယမန်နေ့ညပိုင်းမှာတုံညာဂိတ်တိဂိတ်နဲ့ UK ကြားဖြန့်ယုံများမှကြားဖြန့်အလုတမများမှညရင်းချင်းဝရုံးသုံးကထွက်ပြီးတော့ကြကြောင်းသိရှိရပါတယ်။မြောက်ရီမြို့ပြနားကတဲဘုံ UK 669ဂိတ်မှရှိတဲ့ကြားဖြန့်ယုံတွေကိုစစ်တပ်ကဝန်စည်းခဲ့တဲ့အတွက်ကြားဖြန့်ယုံတွေက လုံသားတွေအလုံးအင်းနဲ့ညရင်းချင်းထွက်ပြေးကြတယ်။669ဂိတ်ကြားဖြန့်ဝင်းက BGF တွေပိုင်တဲ့ဂိတ်ဝင်ပါ။တဲဘုံဂိတ်က BGF ဗမုတ်တုံးရဲ့ဂိတ်ဝင်၊ UK က BGF ပူတင်ဝင်းရဲ့ဂိတ်ဝင်ဖြစ်တယ်လို့ ကရင်စည်းတရင်ရင်မြစ်ကဆိုပါတယ်စစ်တပ်က BGF တွေရဲ့ကြားဖြန့်ရုံတွေကိုဝင်ရောက်မစည်းနှင်းမိအထူးကကြားတဲ့ကြားဖြန့်တရုတ်တထင်းများနဲ့ကြားဖြန့်ဆိုင်ခေါင်းဆောင်တရုတ်တွေကို BGF ပူတင်ဝင်းက၎င်းပိုင်တက်နေနှစ်ဖြစ်တဲ့တစ်ကတီကြေးရွာ BGF စကန်တစ်ထံကိုကားရီနဲ့ရွှေ့ပြောင်းခဲ့ကြောင်းသိရှိရပါတယ်ဒါအပြင်ယမန်နေ့မှာမြဝတီမြို့အမှတ်3ရပ်ကွက်မှာရှိတဲ့ကြားဖြန့်လောင်းကစားရုံများကိုစစ်တပ်ကဝင်ရောက်စီးနှင်းခဲ့ပြီးတရုတ်နိုင်ငံသား25ဦးမြန်မာနိုင်ငံသား223ဦး စုစုပေါင်း248ဦးကိုဖမ်းဆီးခဲ့ကြောင်း၎င်းတို့ထံမှကွန်ပျူတာမျိုးစုံ82လုံး၊မိုဘိုင်းဖုန်း62လုံးနဲ့ဆက်ဆက်ပစ္စည်းများနဲ့တူဖမ်းဆီးရမိခဲ့ကြောင်း၊ကြားဖြန့်သုံးတပ်အဆောက်အုံ9လုံး၊တထက်အဆောက်အုံ3လုံးစုစုပေါင်း8လုံးတို့ကိုစစ်ဆေးတွေ့ရှိခဲ့ပြီးပြန်လည်အသုံးချမှုမရှိစေရတဲ့သုံးတပ်အဆောက်အုံ3လုံးကိုဂျမန်နစ်မှစစ်တပ်ကဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ ယာယီတမရအမိခံမြင့်ဆွေရဲ့တမတ်တာယာမြင့်ဆွေကဩစတြေးလျနိုင်ငံသားဖြစ်မှဆွန့်လွတ်ပြီးနောက်မြန်မာနိုင်ငံသားမတ်ပုံတင်အများပြကန်ဆောင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ယာယီတမရအမိခံမြင့်ဆွေရဲ့တမတ်တာယာမြင့်ဆွေဆိုသူကဩစတြေးလျနိုင်ငံသားဖြစ်မှဆွန့်လွတ်ပြီးနောက်မြန်မာနိုင်ငံသားမတ်ပုံတင်အများပြကန်ဆောင်ထားကြောင်းမြင့်ဆွေမိသားစုနဲ့ယင်းနီကျွမ်းဝင်တဲ့သတင်းရင်းမြစ်ကပြောဆိုပါတယ်။ယာယီတမရအမိခံမြင့်ဆွေမှာတမိခင်တက်တန်းဆွေနဲ့ တာကျော်ဘုံမြင့်တို့နှစ်ဦးရှိပြီးတမိဖြစ်သူခင်တတန်းဆွေမှာတာယာမြင့်ဆွေနဲ့အိမ်တောင်ကြခဲ့ကြောင်းမူလကတာယာမြင့်ဆွေမှာဩစတြေးလျနိုင်ငံသားခံယူထားသူဖြစ်ပြီးမြင့်ဆွေဒုတိယသမ္မတအဖြစ်တာဝန်ထမ်းဆောင်ရန်အတွက်တာယာမြင့်ဆွေကဩစတြေးလျနိုင်ငံသားကိုဆွံ့လွတ်ပြီးမြန်မာနိုင်ငံသားခံယူခဲ့ကြောင်းမြန်မာနိုင်ငံသားခံယူပြီးနောက်တာယာမြင့်ဆွေမှာမှတ်ပုံတင်နှစ်ခုထပ်မင်းကင်ဆောင်ထားကြောင်းသိရှိရပါတယ်။ယာယီတမရအမိခင်မြင့်ဆွေရဲ့တမက်ကတာယာမြင့်ဆွေအမိနဲ့စနစ်မြင့်ဆောင်တမနာနိုင် တာမွေမြွတ်နယ်မတ်ပုံတင်အမှတ်ကို၎င်းတာယာမြင့်ဆွေအမည်နှင့်စနစ်မြင့်ဆောင်ဘာဟာနာနိုင်ဗဟန်းမြွတ်နယ်မတ်ပုံတင်အမှတ်ကို၎င်းကင်ဆောင်ထားကြောင်းသိရှိရပါသည်တာယာမြင့်ဆွေအမည်နှင့်မတ်ပုံတင်တစ်ခုနောက်ပြီးတော့တာယာမြင့်ဆွေအမည်နှင့်ပဲနောက်ထပ်မတ်ပုံတင်တစ်ခုနောက်ထပ်လည်းမတ်ပုံတင်တွေအများကြီးရှိနိုင်သေးတယ်အဓိကကတော့ဗိုလ်ချုပ်အတိုင်းဝိုင်းတွေကစီးပွားရေးတန်ခတ်ပိတ်ဆို့မှုတွေကိုရှောင်ရှားတဲ့အခါမှာနာမည်ကိုနည်းနည်းကွဲလွဲအောင်လုပ်တာမှတ်ပုံတင်နံပါတ်ကိုပြောင်းပြစ်တာတွေလုပ်တယ်လို့ရှင်းပြပါဗျာ။ ယမနေ့ယာယီတမရအမိခင်မြင့်စွေရဲ့မိမဖြစ်သူခင်တက်သေးကတမတ်တာယာမြင့်စွေကမန္တလေးမြို့မဟာအောင်မြေမြို့နယ်မှာရှိတဲ့ယာယီတမရအမိခင်မြင့်စွေရဲ့အမိပေါ့မြေခွက်ကိုရောင်းစားသွားတဲ့အတွက်အေးအေးယူမှဖြစ်ကြောင်းယမနေ့စစ်တပ်ရဲ့ဝါရဖြန့်သတင်းစာများမှထုတ်ပြန်ကြေညာခဲ့ပါတယ်။မန္တလေးမြို့မဟာအောင်မြေမြို့နယ်အကွက်အမှတ်မ59ဥပိုင်အမှတ်31 area 3ညတက်မှ1132ကျဲဝန်းတဲ့ယာယီတမရအမိခံမြင့်ဆွေအမိပေါ့မြေကွက်ကို တမတ်ဖြစ်သူတာယာမြင့်ဆွေကမိဂရန်တက်တန်းတူဆောင်ရွက်ပေးရန်ကိုစလေလွဲ့စာနှဆောင်ကိုမြင့်ဆွေမိသားစုကပေးအပ်ခဲ့ကြောင်းတို့ရမှာတမတ်ဖြစ်သူကကိုစလေလွဲ့စာနှဆောင်ကိုအသုံးပြု၍မြင့်ဆွေမိမခင်တတိတာဖြစ်သူဘိုကြီးကျော်ဘုံမြင့်ငိမ့်တို့မတိအောင်မြေခွက်ကိုကရန်တက်တန်းမတူပဲရောင်းချခဲ့ကြောင်းတို့ကြောင့်တာယာမြင့်ဆွေနဲ့အပေါင်းပါများခုနှစ်ရက်အတွင်းလာရောက်ဖြည့်ရှင်းရန်နဲ့မဖြည့်ရှင်းပဲရှောင်တိန်နေရင်ဒီစဲဥပဒေအရအေးအေးဆောင်ရွက်သွားမှာဖြစ်ကြောင်းကြေညာထားပါတယ်။ NLD အစိုးရကိုအာဏာလွှဲပြောင်းမဲ့2016ခုနှစ်မှာမြင့်စွေကရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်နေတဲ့အချိန်အာဏာမလွှဲခင်ညမှာအခုတည်သွားတဲ့မြင့်စွေနဲ့တမတ်တာယာမြင့်စွေတို့ပေါင်းပြီးမြေကွက်တွေကိုသူတို့အမိဖောက်တယ်တမတ်တာယာမြင့်စွေအမိနဲ့လွှဲခဲ့တဲ့မြေကွက်တွေအများကြီးပဲအခုမြင့်စွေတေမသမိမကမြေကွက်တွေကိုလိုချင်လို့အမှုခင်းဖြစ်ကြတာရန်ကုန်မန္တလေးအမြန်လန်းထက်က PT Power စီဆိုင်၄ကကို လင်းမီအဖြစ်ကနေအချမ်းမီအတုံးပြုတ်ခွင့်အမီပေါက်ပြောင်းပေးခဲ့တယ်။နောက်ပြီးအလုံရန်ကုန်တိုင်းရုံမြေတွေကိုလည်းရောင်းစားခဲ့တယ်။အာနာမလွဲခင်ညတညာလုံးမအိပ်ပဲမြေခွက်တွေကိုမြစ်ဆွေနဲ့တမတ်အမီဖောက်ပြီးယူခဲ့ကြတာလို့ရန်ကုန်ခေတ်သစ်ရဲ့သတင်းရင်းမြစ်ကဆိုပါတယ်။ယာယီတမရအမီကန်မြင့်ဆွေဟာယခုနှစ်ဩဂတ်လ9ရက်နေ့မှာတည်ဆုံးခဲ့ခြင်းဖြစ်ပါရယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နိုင်ရကံ ပြိုဟာကုန်းကိုလေချောင်းမှပို့ဆောင်တဲ့ လက်နက်ခင်းရဲရိတ်ခါများအေးအေးရရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းအမ်ဘရန်လမ်းပိုက်မှာရှိတဲ့နေရီကန်လေချောင်းရံကာကွယ်စခန်းကုန်းပြူဟာကုန်းကိုလေချောင်းကနေပို့ဆောင်ပေးတဲ့စစ်ကောင်စီရဲ့စားနပ်ရိတ်ခါနဲ့လက်နက်ခင်းရဲပစ္စည်းတွေကိုအရကတတအေအေကရရှိမှုတွေရှိနေတယ်လို့အေအေနဲ့နှီးဆက်တဲ့သတင်းရင်းမြစ်တွေစီးကနေသိရှိရပါတယ်။စစ်ကောင်စီတပ်ဟာအမ်ဘရန်လမ်းပိုက်မှာတခုတည်းကျန်ရှိနေတဲ့နေရီကန်ပြူဟာစခန်းကုန်းကို မြေပြင်ကနေစစ်ကူအင်အားပို့ဆောင်လို့မရတာကြောင့်လေကြောင်းကနေတဆင့်စားနပ်ရိက္ခာနဲ့လက်နက်ခဲယံပစ္စည်းတွေကိုပို့ဆောင်ပေးနေရတာပါပြီးခဲ့တဲ့ဒီဇင်ဘာလ3ရက်နေ့မှာစစ်ကောင်စီတပ်ကနေရိက္ခာဗျူဟာကုန်းမှလက်ကျန်စခန်းငယ်ကိုဝိုင်းတွဲ18လေးရင်တွေနဲ့စားနပ်ရိက္ခာလက်နက်ခဲယံပစ္စည်းတွေကိုပို့ချပေးခဲ့တာရှိပြီးအရခတ်တတော် AA နဲ့ပူပေါင်းတပ်တွေကလည်းနေရိက္ခာဗျူဟာကုန်းတစ်ခုလုံးကိုဝိုင်းရန်ပိတ်ဆို့ဖျက်တောက်ထားတာကြောင့်အဲ့ဒီစားနပ်ရိက္ခာနဲ့ လက်နက်ခဲယံပစ္စည်းတွေကိုအေအကရရှိခဲ့တယ်လို့တော်လိုင်းရေးတပ်ဖွဲ့တွေစီကနေသိရှိရပါတယ်။စာနယ်ရိက္ခာနဲ့စစ်လက်နက်ပစ္စည်းအထုပ်တွေရတာရှိပါတယ်။လေကြောင်းကနေခြာပေးတဲ့အထုပ်တွေကိုရတာပါ။သူတို့ကမြေပြင်ကနေစစ်ကူအင်အားတွေစာနယ်ရိက္ခာတွေလက်နက်ခဲယံပစ္စည်းတွေကိုမပို့ဆောင်နိုင်တော့တာကြောင့်လေကြောင်းကနေပဲပို့ဆောင်ပေးနေတာပါ။နယ်ရေကန်ပြူဟာကုန်းတစ်လျှောက်လုံးကျွန်တော်တို့ပူပေါင်းတက်တွေနဲ့အေအကဝိုင်းရံပိတ်ဆို့ထားတော့လာပို့တဲ့ရိက္ခာတွေခဲယံတွေဆိုရင်လည်း ျွန်တော်တို့စီကိုရောက်တာပုံများပါတယ်လို့စူပါတော်လန်ကြီးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။အရခတ်တတော် AA နဲ့ပူပေါ်မဟာမိတ်တပ်တွေဟာအမ်ဘရန်လန်တက်မှဂုတ်ကြီးကျေးရွာကိုပြီးခဲ့တဲ့စက်တင်ဘာလ28ရက်နေ့မှာတင်ပိုက်ရရှိခဲ့တယ်လို့ဗရန်တက်နေမှာနေရီကန်ပြူဟာဂုံးကိုနောက်လမ်းကြောင်းတစ်ခုကနေလာရောက်နိုင်တဲ့အမ်ဘရန်လန်ဟောင်းရှိပစီကျေးရွာကိုလည်း AA နဲ့ပူပေါင်းတပ်တွေဟာပြီးခဲ့တဲ့အော်တိုဘာလပထမပတ်မှာတင်ပိုက်ရရှိခဲ့တာဖြစ်ပါတယ်။ဒါကြောင့်စစ်ကောင်စီတပ်ဟာ နေရီကံပြူအောင်ဂုံးကိုမြေပြင်ကနေစစ်ကူပို့ဆောင်နိုင်ဖို့အတွက်လမ်းပန်းဆက်သွယ်ရေးတွေအကုန်လုံးပြတ်တောက်သွားတာဖြစ်ပြီးနောက်ထပ်စစ်ကူအင်အားတွေမရောက်ရှိတာကြောင့်ပြူအောင်ဂုံးရဲ့ Legends Gang ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ AA10 လာရောက်လက်နက်ချအညံ့ခံတာထွက်ပြေးတာတွေရှိနေကြတယ်လို့လည်း AA နဲ့နီးစပ်တဲ့စီးရီတရင်ရင့်မြစ်တွေစီကနေသိရှိရပါတယ်။နေရီကံပြူအောင်ဂုံးမှာတော့စစ်ကောင်စီတပ်ရဲ့ခမောက်တောင်စခန်းတစ်ခုသာကျန်ရှိတော့တာဖြစ်ပြီး Legends အင်အား300ကျော်နဲ့ တက်ဆွေးနေရာယူထားကြတယ်လို့သိရှိရပါတယ်။ခမောက်တောင်စကန်တစ်ခုသာကြံပါတော့တယ်။အဲ့ဒါကိုရရင်တော့ဗျူဟာကုန်းကိုအပြေအဝထိန်းချုပ်နိုင်ပါပြီ။အဲ့ဒီစကန်မှလည်းအင်အား300ဝန်းကျင်လောက်ကျန်သေးတယ်လို့သိရပါတယ်။သူတို့ကတော့လက်နက်ချအညံ့ခံဖို့အတွက်အေးနဲ့ပူပေါင်းတက်တွေကတိုက်တွန်းထားတာရှိပါတယ်။ဗျူဟာကုန်းကတော့ဒီနှစ်မကုန်းခင်အေးနဲ့ပူပေါင်းတက်တွေကအပြည့်အသက်ဒုစရိုက်ဆင်လာနိုင်ပါတယ်လို့အေးနဲ့နီးစပ်တဲ့စီးရီးသတင်းရင်းမြစ်တအူးကပြောပါတယ်။ မျက်ရည်ကန်ပြူအားဂုံးကိုလက်လွတ်ဆုံးရှုံးရဖို့ရာဂိုင်နှုတ်များပြားနေတဲ့စစ်ကောင်စီအားအေးထင်းချုပ်ထားတဲ့ဂုတ်ကြီးကြေးရွာနဲ့လေးမိုင်အကွာ မကွေးတိုင်းပွင့်ဖြူမြို့နယ်မှာရှိတဲ့ကပ္ပဆတ်၁၄ဆက်ယုံနဲ့၆မိုင်အကွာမှအမ်ဘရန်လန်းစုံမှာရှိတဲ့ပြင်းဝစစ်စည်ကိတာယာကုန်းကြေးရွာအနီးနားတွေမှာစစ်ကောင်စီတပ်ဟာကာကင်စကန်တွေအများပြားစောက်လုံနေတယ်လို့သိရှိရပါတယ်။အေအေနဲ့ပူပေါင်းတပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့မကွေးတိုင်းမှာစစ်ကောင်စီရဲ့စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ယုံ ကပ္ပစဆက်ယုံ15ယုံရှိနေတာဖြစ်ပြီးအထက်မင်းလာမြို့နယ်မှာကပ္ပစနှင့်1033ဇင်ပဝဲမြို့နယ်မှာကပ္ပစ8တရဲမြို့နယ်မှာကပ္ပစ7နဲ့ပွင့်ဖြူမြို့နယ်မှာကပ္ပစ14အောင်လံမြို့နယ်မှာကပ္ပစ15နဲ့စကွန်တောင်တွင်းကြီးမြို့နယ်မှာကပ္ပစ18စိတ်တုထရာမြို့နယ်မှာကပ္ပစ20စိတ်ဖြူမြို့နယ်မှာကပ္ပစ21နဲ့22ကျောင်းမြွနယ်မှာကပ္ပစ23ပေါင်းမြွနယ်မှာကပ္ပစ24လောင်ရှည်မြွနယ်မှာ ကပ္ပစ25ဆက်ယုံတို့ရှိနေတာလည်းဖြစ်ပါတယ်။အရခတ်တတော်အေဟာရခိုင်မမြို့နယ်လေးခုကိုအပြည့်အသက်သိမ့်ပိုက်ထိန်းချုပ်လိုက်ပြီးနောက်ယခုနှစ်2025ခုနှစ်နစ်စံပိုက်မှစတင်ကမကွေးတိုင်းပဲခူးတိုင်းအေရီတိုင်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးဆေလကြော်ကြတိုက်ခိုက်မှုအတွင်မှာရခိုင်ရုံးမအစက်မစစ်ကောင်စီတက်စကန်9ခုနဲ့ကြေးရွာ3ရွာကိုအေနဲ့ပူးပေါင်းတပ်တွေကသိမ့်ပိုက်ထိန်းချုပ်ထားတယ်လို့ ISP မြန်မာရဲ့ဒီဇင်ဘာလ10ရက်နေ့ထုတ်ပြန်တဲ့အစီရင်ခံစာရသိရှိရပါတယ်။ ရခိုင်ရုံးမှအဆက်ကိုထိုးစစ်ဆင်တိုက်ခိုက်လာနေတဲ့အရခတ်တပ်တော်အေးဟာမကွေးတိုင်းနဲ့ပဲခူးတိုင်းတွင်းမှစစ်ကောင်စီတပ်ရဲ့စစ်လက်နက်ပစ္စည်းထုတ်လို့ရင်ကပ္ပဆတ်စစ်ရုံတွေစီကိုဥတည်လာနေတာလည်းဖြစ်ပါရယ်ခင်ဗျာအဲဒီနောက်စစ်အုပ်စုရွေးကောက်ပွဲအလွန်ဆိုတဲ့စောင်းပါရှင်ဆရာလာစိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်စစ်အုပ်စုဟာရွေးကောက်ပွဲကိုဒီဇင်ဘာလ28ရက်နေ့မှာစ၍၃ချိန်ခွဲလှုပ်ဆောင်သွားဖို့စီစဉ်ထားပြီးဖြစ်ပါတယ် တေချာပေါက်ထွက်ပေါ်လာမယ့်အချက်နှစ်ချက်ကတော့၎င်းတို့ရဲ့လက်ဝေကံပါတီအနိုင်ရရှိလာမှနဲ့အမျိုးသားညီညွတ်ရေးအစိုးရမိမ့်မိန်တော်တော်မယ်ဆိုသည်ပင်ဖြစ်တယ်လို့ Australia Melbourne တက္ကသိုလ်မှသုတေသီ Nicholas Coppel က The Conservative စာဆောင်မှာရေးသားထားပါတယ်။အနာသိမ့်ပြီး9နှစ်ကာလအတွင်းစစ်တပ်ဟာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့များနဲ့တိုက်ခိုက်ရေးပြည်တွင်းစစ်မီးကြီးတဟုန်ဟုန်တောက်လောင်လာခဲ့ရပါတယ်။ စေအုစုဟာအစိုးရရဲ့မောင်းတံတွေကိုစုပ်ကင်ထားနိုင်ခဲ့ပြီးမြို့ကြီးတွေကိုထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။တိုက်လေရင်များလက်နက်ကြီးများနဲ့ဒရုန်းများဖြင့်ရက်ဆက်ကြမ်းကြုတ်စွာတိုက်ခိုက်ပေမဲ့လည်းတော်လန်ရေးကိုနှိမ်နင်းနိုင်ခြင်းမရှိပါဘူး။တော်လန်ရေးတပ်တွေဟာနေမီအမြောက်အများကိုသိမ်းပိုက်ထားနိုင်ခဲ့တဲ့အတွက်ရွေးကောက်ပွဲကိုမဲဆန္ဒနေမီ330မှာ294နေမီမှသာလုံနိုင်တဲ့အနေအထားဆက်ရောက်သွားခဲ့ပါတယ်။ပြည်တွင်းပြည်ပမှာတော့၎င်းတို့ရဲ့ရွေးကောက်ပွဲအားအလိန်ညာလှုပ်ရက်တာသဘောထားနေကြပါတယ်။ ီအတွက်ဆိုရှယ်မီဒီယာမှာဝေဖန်ပြောဆိုသူတွေကိုပါမကြမ်းတိမ်ကြုံဖန်ဆီးထောင်ချသည့်ထိလှုပ်လာခဲ့ကြပါတယ်။ဆေးဥစုဟာ၎င်းတို့ယခုထိမရရှိဘဲဖြစ်နေတဲ့တရားဝင်အုပ်ချုပ်ပိုင်ခွင့်ရလာသည့်ဆိုဒီကိုပင် ပြသနိုင်ရန်လုံပန်းနေခြင်းဖြစ်ပါတယ်။နိုင်ငံတကာဒီမိုကရေစီစံနှုန်းတွေကိုလိုက်နာဟန်ဆောင်ခြင်းဖြင့်ပုံမှန်အခြေအနေရောက်ပြီလို့ထင်မြင်လာစေဖို့အာနာကိုစူးစီးရန်နိုင်ငံတကာနဲ့ပုံမှန်ထိတွေ့ဆက်ဆံနိုင်ရန်တကားဖွင့်ဖို့မျှော်လင့်နေပြီးတစ်ချိန်တည်းမှာပဲ ရှည်ရင်ဆွဲအခြေအနေကိုထိမ့်သိမ်းထားရန်ရည်ရွယ်နေပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရနဲ့တော်လှန်ရေးကိုထောက်ခံနေသူတွေကရွေးကောက်ပွဲကိုရှုတ်ချရန်စောင့်ကြည့်လေ့လာသူများစစ်လွတ်ခြင်းမပြုရန်တောင်းဆိုလာကြပါတယ်။အာဆီယံကလည်းရွေးကောက်ပွဲမလုပ်မီအကြံဖတ်မှုများရဲ့ဆိုင်းပြီးနိုင်ငံရေးအရာဆွေးနွေးမှုများအရင်လုပ်ဖို့ပြောဆိုနေကရွေးကောက်ပွဲကိုလေ့လာသူများစစ်လွတ်ပေးဖို့ကိုစစ်အုပ်စုရဲ့တောင်းဆိုလာမှုကိုလည်းညှင်းပယ်ခဲ့ပါတယ်။ ၎င်းတို့အကောင်းဆုံးမျှော်လင့်နိုင်သည်ကအာဆီယံတင်းမှတနိုင်ငံနှစ်နိုင်ငံလောက်မှဘယ်လာရုစ်ရုရှားတို့နဲ့အတူလီလာသူများဆီလွတ်လာနိုင်သည်ဆိုသည်ပင်ဖြစ်ပါတယ်။သို့တော်လာမယ်လို့မျှော်လင့်ထားတဲ့ထိုင်းကပင်လေတံပြောင်းလာပြီးဒီပုံအတိုင်းဆိုကရွေးကောက်ပွဲအပြီးအရင်တိုင်းပြန်ဆက်ဆံဖို့ခက်ခဲနေပြီလို့ပြောလာခဲ့ပါတယ်။တရုတ်ဟာရွေးကောက်ပွဲကိုထောက်ခံနေပေမဲ့လီလာစောင့်ကြည့်သူများဆီလွတ်ရန်လူသိရှင်ကြားပြောဆိုခြင်းတော့မရှိပါဘူး။ဆီယုစုဟာအနောက်တိုင်းရဲ့ပိတ်ဆို့တန်ခတ်မှုကိုအရေးမထားတော့ဘဲ ၎င်းတို့အဖို့ကဒေတာရင်းနိုင်ငံများအတိမတ်ပြုလာဖို့တာပို၍အရေးကြီးတယ်လို့ခန့်ယူထားကြပါတယ်။အိန္ဒိယနိုင်ငံများဘက်မှလည်း၎င်းတို့ရှိနေပါကနေဆက်ဒေတာများမှမတိမငိမ်ဖြစ်လာပြီးလူများထွက်ပြေးခိုလုံခြင်းစီးမဲ့ကမ်းမဲ့တပ်တူများတူးဖော်နေခြင်းကြောင့်မြစ်ချောင်းများတဘာဝပတ်ဝန်းကျင်ညဉ့်ဉန်းလာနေမှုများမူရစ်စေဝါများစီးမျောလာနေခြင်းငွေလင်ကိုင်းများမှို့လို့ပေါက်လာနေခြင်းများအတွက်စိုးရိမ်ပူပန်လာကြပါတယ်။၎င်းတို့ရဲ့နိုင်ငံသားများဟာလည်း တို့ပြဿနာကိုဖြေရှင်းပေးစေခြင်းကြတဲ့အတွက်ရွေးကောက်ပွဲပြီးကအစိုးရများဟာလဲစစ်အုပ်စုနဲ့ဆက်ဆံဖို့စင်ကြေပေးစရာမလိုအောင်ဖြစ်သွားပါတယ်။ယခုအချိန်မှာတော့ပြုပြင်ပြောင်းလဲလာဖို့ကထင်ရောက်ထင်မှားပင် ဖြစ်စရာမရှိတော့ပဲ။အင်းဒီချင်းများသည့်ပင်လင်၎င်းတို့နိုင်ငံအကျိုးအတွက်ထိုကဲ့သို့သောလူမျိုးများနဲ့ပြည်လဲအောင်ဆက်ဆံရကောင်းလားဆိုတဲ့အပြောဆိုဆွဆဲမှုတွေကိုအလွဲတကူကြော်လွှမ်းနိုင်တော့မှာဖြစ်ပါတယ်။အရှိတောင်အရှက်မှာအာနာရှင်ရွေးကောက်ပွဲ အာနာရှင်အစိုးရဆိုသည်တို့ကအထူးဆန်းလင်းမဟုတ်ပါဘူး။ယခုလာမယ့်ရွေးကောက်ပွဲကို2010အတိုင်းထွက်လာမယ်လို့ယူဆကမှတ်သွားပါလိမ့်မယ်။2010ရွေးကောက်ပွဲဟာ2008ဖွဲ့စည်းပုံနဲ့ပြုပြင်ပြောင်းလဲရေးများလုပ်ရန်တာဝန်ယူထားတဲ့စစ်ဘုတ်ကြုံများဦးဆောင်သောအုပ်ချုပ်ရေးအဖွဲ့ထွက်ပေါ်လာခဲ့ပါတယ်။ယခုရွေးကောက်ပွဲနဲ့အရက်ဖတ်သမဟုတ်ပါလီမန်အုပ်ချုပ်ရေးတို့အသွင်ကူးပြောင်းလာစရာအကြောင်းမရှိ။မင်းအောင်နိုင်ကလည်း၎င်းရဲ့ထပ်ပေါက်ဖြစ်အတုံးချလာမှလည်းမဟုတ် ၎င်းရဲ့လုံခြုံရေးအတွက်အုပ်ချုပ်ရေးရန်ရာတွေကိုဆက်၍အသုံးချသွားမိတာဖြစ်ပါတယ်။ရွေးကောက်ပွဲဟာအတူအောင်ဖြစ်ပေမဲ့လည်းရင်းကိုအသုံးချ၍စစ်တပ်အတွင်းလူအပြောင်းလဲလုံမီကတေးကြနေပါတယ်။မင်းအောင်လိုင်းကတမရဖြစ်လာဖို့ကတန်တရားရှိစရာမလိုသူစကားနားထောင်မဲ့လူကိုကာကြုပ်ဖြစ်ရွေးချယ်ခန့်အပ်ထားခဲ့မိတာဖြစ်ပါတယ်။လွတ်တော်ဟာလည်းအစိပ်ပိုင်းများနဲ့၎င်းတို့ရဲ့လက်ဝေကန်ပါတီမှကိုယ်စလင်များနဲ့ပြည့်နှက်နေမိတာဖြစ်ပါတယ်။ စေအုစုဟာ၎င်းတို့ရှင်တန်ရတ္တိရေးအတွက်သုံးနေရတဲ့အကြံဖတ်မှုနဲ့အကြောက်တရားဖြစ်ပေါ်ရေးကရိယာများကိုရွေးကောက်ပွဲပြည်လင်းပြီးခြင်းမှာတော့အပြောင်းလဲလုံမှာမဟုတ်ပါဘူး။လက်ရှိမှာယုံရင်ပြည့်စည်နေတဲ့ဖွဲ့စည်းပုံအရကာကြုတ်ဖြစ်တဲ့မင်းအောင်လိုင်ကတမရကိုပင်တာဝန်ခံစရာမလိုပဲမင်းအောင်လိုင်ရွေးပြီးထားခဲ့တဲ့ပုံကိုဟာလေတချိန်မှာသူသဘောနဲ့သူဆုံးဖြတ်လာနိုင်တော့မှာဖြစ်ပြီးပဋိပက္ခအဆုံးတည့်ရဲ့အတွက်ဆွေးနွေးလာဖို့ရှိနေပါတယ်။ရွေးကောက်ပွဲဟာလည်း အာနာချုပ်ခွဲဝေပေးနိုင်မှုစီကိုဥတည်နိုင်ခြင်းရှိပါတယ်။လောလောဆယ်မှာတော့ဖြစ်လာနိုင်တဲ့အနေအထားမရှိပေမဲ့ရေကောက်ပွဲဟာရှိရင်ဆွဲအချိန်နီးဆလိုတီမှာရက်ဆက်ကြမ်းကြုတ်သောစစ်အာနာရှင်စနစ်ကိုမရက်မနာပဲအင်အားချိနဲ့အောင် တိုက်တဲ့စစ်ပွဲဆက်လက်တည်ရှိနေခြင်းထက်ဖြစ်နိုင်ခြင်းနည်းပါပေမဲ့ပိုကောင်းလာနိုင်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ရေကောက်ပွဲဖြစ်လာလိမ့်မယ်။စစ်အုပ်စုအားဒေသရင်းနိုင်ငံများကပိုရေးပတ်သက်လာလိမ့်မယ်ဆိုတဲ့ အစစ်မှန်သဘောကိုကင်တွယ်ဆောင်ရွက်သွားဖို့လည်းလိုအပ်နေပါတယ်။ဒုသမဟုတ်ကနောက်တန်းရောက်သွားနိုင်ပါတယ်။ပြည်သူတို့ရဲ့တရားသောစစ်မုတ်ချအောင်ရမည်လို့ရည်တာထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။ခုလိုစောတိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြပါသတင်းတော်လင်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။ကြပါစေခင်ဗျာ။ကြပါစေ